အားလုံးပဲမင်္ဂလာပါရှင်။တူတာ YouTube Channel ကနေကြိုဆိုလိုက်ပါရရှင်။ဒီကနေ့ဖပြပြီးမှကတော့စာရေးသူခင်ဦးရေးသားထားတဲ့ A to ပုံများဆိုတဲ့ဝတ္ထုတိုးလေးပဲဖြစ်ပါရရှင်။ကျမတို့ရဲ့ Channel လေးကိုလည်း Like and Subscribe နှိပ်ခဲ့ပေးကြပါအောင်ရှင်။မိဖို့ကြောင့်ဆိုတဲ့ရုပ်ဝန်းလေးကအင်ရှင်မနဲ့ပဲသက်ဆိုင်နေနေရလို့လက်ချာအများစုကထင်မှတ်ခဲ့ကြတယ်ထင်ပါတယ်။ အပြင်ထွက်လှုပ်လှုပ်ရတာချင်းတူရင်တော့ညနေစာချက်ပြုတ်ရေးကမိမရေရဲ့ OT ပဲ။ယောက်ျားရိကအိမ်အတွက်ငွေရှာပေးရုံနဲ့သူတို့ဝတ္တရားကျေပွန်တယ်လို့ယူဆထားကြတာများလား။သူတို့ကအလုတ်ကပြန်ရောက်တာနဲ့ကတင်ပေါ်မှာဖြစ်ဖြစ်ထိုင်ကုံပေါ်မှာပဲဖြစ်ဖြစ်ဘုံတနေခန္ဓာကိုယ်ကိုပြစ်လဲရှာပြီး လူကသာအနာယူတယ်ပြောတာဖုံးကြည့်ကြမပြတ်ဘူးအဲ့ဒီအခွင့်အရေးတွေမိမ့်မရမရဘူးပဲ။ အိမ်နောင်တစ်ခုမှာယောက်ျားကအိမ်ဦးနတ်ဆိုတဲ့ယာတုနဲ့ထမင်းဝိုင်းမှာဇနီးဖြစ်သူအရန်တင့်ခုခတ်ပေးချမှုကို အခန့်သားခံယူနေကြတဲ့အခြေအနေကဘယ်တော့မှပြောင်းလဲလာမှာလဲဒိုးတူပောင်ဘတ်ဆိုတဲ့စကလုံးထဲမှာအိမ်တအိမ်ရဲ့မိဖို့ကြောင့်ဝင်ရတဲ့အခြေအနေထဲတော့လင်ယောက်ျားတွေမပါဝင်လာသေးဘူးထင်တာပဲရုပ်တရက်ဝင်လာတဲ့အတွေ့အကြုံကြောင့်မိခင်ဝလုံးရှင်နဲ့တင်ကြုံရန်လိုက်မိပြီး မတက်နိုင်ဘူးပင်မန်းတော့လဲစိတ်ပြေလို့ပညာပေါ်ဆန်စီမပြေဆုံးပဲမိဖို့ကြောင့်ဝင်ရတဲ့နေ့တွေဆိုမိခင်ရဲ့မဖီးတင်ရသေးတဲ့စပင်တွေကပိုပြီးပွားရောင်းဖွာလန်ကျဲသွားတယ်လို့ပဲဆန်တွင်နဲ့တယ်ဆိုတဲ့စကလုံးကိုရေတယ်ပြဆက်မှာပဲရှိမယ်လို့မိခင်ထင်ခဲ့မိတာကိုရိဆိုတဲ့ဖြစ်ရက်ထဲမှာအဲ့ဒီစကလုံးလဲပါခဲ့တာပဲ။ မျက်နှာသက်ကိုလက်တန်းဆင်ပြီးတာနဲ့အလှပြင်လို့ထမင်းစပွဲမှာ အသင့်ထိုင်ရတဲ့မြမစကားတွေတဲကတထေးမိမတွေကိုမိခင်တိတ်အားကြတာပဲပြီးတော့ရှိသေးတယ်ငွေဆက်ကူအထပ်လိုက်ကင်ပြီးလိုချင်တာနောက်မလှည့်တန်းဝဲတုံးကြတာများအိမ်မှာငွေရင်းကြီးရှိသလားအောင်မေးရတယ်မေခင်တို့များကြတော့လေဈေးတွေကအထယ်ဆိုင်နေမှာဝယ်သူရောင်းသူတွေဈေးစကားပြောတာ တားရနေတယ်အစီလွှဲရတဲ့ပုံပါတခါတလေငသေးငနှုတ်လေးတွေကို စတီဗန်နဲ့မှအပုံလိုက်ရောင်းတဲ့အသေးစီမှာမိခင်ကတရားနှစ်ရာကတ်သက်စစ်နေတဲ့အချိန်ငားတဲ့ဘေးကစက်သားတဲ့စီမှာဝဲသူတယောက်ကသူ့ရဲ့အိမ်ကကြောင်မလေးအတွက်အမြင့်အသေးသုံးဆောင်ဝဲတဲ့လူမာလဲလူကံတရိษံမာလဲတရိษံကံရှိကြပါသလား အဲ့ဒါကြောင့်ထင်ပါရဲ့မိခင်အမေပြောဘူးတဲ့အချင်းချင်းပြိုင်လို့ရရင်တော့ကန့်ချင်းတော့ပြိုင်လို့မရဘူးတဲ့အရာအလုံးသူ့ကန်နဲ့သူလာကြတာတဲ့အဲ့ဒီတုန်းကမိခင်လေးကိုသားသမီးကလေးတွေအတွက်တွေးပြီးကြောင်တွေကို အချောက်တိုက်မနာလို့ဖြစ်မိသွားတဲ့စိတ်ကို ပြန်ဖြေလိုက်ရတယ်။တမိတဲ့မွေးတဲ့သားသမီးချင်းတော့ ကံမတူကြဘူးပဲမိခင်တို့ဆိုညီမလေးယောက်ရှိတာအမကြီးကကုံသေးတယောက်နဲ့အိမ်အောင်ကြတယ်အမလက်ကဆရာဝန်တယောက်နဲ့ဆေးဆက်ထားတယ်အငယ်ဆုံးရဲ့စစ်သူကတထေးသာတဲ့တတရမြောက်တမီဖြစ်တဲ့မိခင်ကတော့တန်မှန်ပွဲရကုမ္ပဏီဝန်ထမ်းလေးရဲ့မယားပေါ်လာစာထုတ်ရက်ကလွဲရင်နောက်ပိုင်းရောက်လေပဆန့်အိတ်ကပါလီပဲ သက်ဆန့်အရွက်အတန်ကြီးတွေကအတန်သေးတွေပြောင်းလို့လကုံရဲ့နေတဲ့အထိရွှေတာ30ရရောင်ခေါင်းလောင်ကြိုက်တယ်။တလားတလားအလျင်မီအောင်ငွေကြေးစီမံခန့်ခွဲရတဲ့အလို့လွယ်ရင်များမှတ်သလား။တာကြီးမွေးတော့အမေတို့တဲကနေအိမ်တော်စုဆရာခွဲတော်ကမိခင်အလို့အကန်မိခိုးလို့ထဲလိုက်တဲ့ကိုထွန်းမောင်ကိုမိခင်မကြိမ်နဲ့ဆုံးပဲ။တားငယ်မွေးတော့မှမိခင်အလို့ထွက်တာပါ။ အိမ်တော်တစ်ခုလုံးကိုအချိန်မှန်လည်ပတ်ကောင်းမွန်အောင်အစီအစဉ်ဆွဲလုပ်ဆောင်ရတဲ့မိမကိုများမိခိုးတဲ့မနက်တိုင်းကိုထွန်းမောင်ကလမ်းထိပ်ကလဖဲ့ရည်ဆိုင်မှာ လဖဲ့ရည်မုံနဲ့ဖိုက်သွားပြေးတဲ့အချိန်လေခင်ကထမင်းချမ်းရဲ့မနေညာကကျင်းစံတွေရဲ့နဲ့မနက်စာစားလိုက်ပြီး တခုတော့မနက်မှာပေါ့ကလေးတွေမနိုးခင် ရေကန်မှာအဝစ်လျှော်ပြီးတာနဲ့နှစ်ဖူးပေါ်ကရွှေစလေးတွေကို လက်ခုံနဲ့တုပ်ရင်းရေရှားသလိုရှိတာမို့ရေအိုးစင်ရှိတဲ့ဘက်မိခင်ရောက်သွားတယ်။ဒီတစ်ခွက်တောက်ဖို့မိခင်ခက်ယူလိုက်တဲ့အခါချစ်ခနဲမြည်တန်ကရေအိုးနဲ့ရေခွက်ပွတ်တိုက်ပြီးထွက်လာတယ်။အတန်ကြာမှပုံမောသွားသလိုပဲဆစောကတော့ကိုထွန်းမောင် ရေတောက်နေခဲ့သေးတယ်မဟုတ်လား။အန်ပါတောက်ရေအိုးရဲ့ရေမရှိတာဒီအတိုင်းထိုင်းနိုင်ချက်အိမ်ပတင်းပေါက်ပေးမှရှာထားတဲ့ဝါပလက်ကလထိုင်ပေါ်မှာ ဖုံးကြည့်နေတဲ့ကိုထွန်းမောင်ကိုမျက်လုံးတောင်းကကြည့်ပြီးဟင်းကနေအတန်မြီအောင်တက်ပြင်းချမိလိုက်တယ်။ရေခွက်ကို ရေအိုးဖုံးပကံများပေါ်တင်လိုက်ပြီးတကားပေးမှထားတဲ့20လီတာရေတန့်ဘူးကြီးတစ်ပူကိုမိခင်မယူလိုက်တယ်။ကိုထွန်းမောင်ကဝါပလက်ကလက်ထိုင်မှာခေါင်းမီဖုံးကြည့်နေရမှရေဘူးမှပြီးသူ့ဘေးဖြတ်သွားတဲ့မိခင်ကိုမျက်လုံးပင်ကြည့်တယ်။ဒီလောက်ပဲ။နေနေမိခင်ကိုထုံးလောက်လိုက်မယ် အဲ့လိုစကားလည်းမထွက်လူကလည်းမကြွတစ်ချိန်လုံးကတော့ထမင်းနှစင်းကြိုင်လေးမိခင်ကိုင်လာရင်တော့မိခင်လေးနေလိမ့်မယ်ဆိုပြီးမိခင်လက်ထဲကကြိုင်ကိုအတင်းလူကင်ပေးခဲ့တဲ့သူဒါကြောင့်ပြောကြတာယောက်ျားဆိုတဲ့မျိုးကမရသေးခင်ရင်သာဖျားလို့လက်ထိပ်ပေါ်တင်တတ်တာတဲ့ရပြီးရင်ဖျားလို့ခင်းနှင်းတတ်ကြတာမျိုးတဲ့အခုတော့20လီတာဘူးမှပြီး၃ပေအမြင့်လောက်ရှိတဲ့ တန်ရီအိုးစင်ဘော်ကရေဦးတဲ့ရေထည့်နေတာတော့လက်ထဲကဖုန်းစီပဲအကြည့်ပြန်ရောက်သွားတဲ့ကိုထုံးမောင်ပုံစံကြောင့်မိခင်အားကိုးမိတဲ့စိတ်တွေကစမ်းပြင်ဘော်ဖိတ်ဆင်သွားတဲ့ရေဆက်တွေနဲ့တူလွင့်စင်ကြသွားပါတယ်။ရေဦးတဲ့ရေဖြည့်ပြီးတာနဲ့ဘူးကုန်လေးချထိုင်ကုန်မယ်ထိုင်မယ်ရှိသေးရဲဆိုတဲ့ငိုတန်ကအိတ်ခမ်းလေးကထွက်လာတယ်။ တားငယ်နိုးပြီးတားငယ်ရှိတဲ့အိတ်ခမ်းဘက်မေခင်ရှိဦးလှဲလိုက်တယ်။တားကြီးလည်းနိုးနေပြီးတားငယ်နဲ့အပြန်ငိုတန်ကြဲကြဲထွက်လာတယ်။တားငယ်ကိုတစ်ဖက်ကပွေ့ရှိရင်မတင်ပေါ်မှာဟိုလိမ့်ဒီလိမ့်နဲ့မျက်ရည်မထွက်ဘဲအတန်နဲ့ငိုတဲ့တားကြီးကိုလည်းမေခင်ချော့နေခိုက်။နာညည့်ရဲ့ကွာပိတ်ရက်လေးအေးအေးရှိရှိကိုမနေရဘူး။ ကလင်းကိုတန်ကြားရဲမှပို့ထုံးမောင်ရဲ့ညင်းညူအော်တန်ကပို့လွှမ်းသွားတယ်။မကြပါဘူး။ဆိုင်ကယ်ဆက်နိုးတန်ထွက်လာပြီးတဖြည်းဖြည်းဝေးသွားတယ်။အလောက်ပည့်ရက်လဲအလောက်ပည့်ရက်နာကျင်လို့အလောက်သွားရတော့လဲပင်မန်းလို့အကြောင်းထက်နေတဲ့စင်ကြီးတွေကကိုထုံးမောင်အတွက်ပထမနေရာရောက်နေပြီးကြံတဲ့တာဝန်တွေကိုသူနဲ့မသက်ဆိုင်လို့မိခင်ပခုံးပေါ်လွှဲသွားတတ်တယ်။ တခါကတားငယ်နေထိုင်မကောင်းဖြစ်တုန်းကညလုံးပေါင်းမအိပ်နိုင်ပဲမိခင်ပြုစုခဲ့ရတယ်။တားကအဖျားချိန်နဲ့ဒီကြီးကြီးဖြစ်တာကိုအိပ်ရပြတ်တယ်ဆိုပြီးဖျားကန်းမှာသွားအိပ်ခဲ့သေးတာ။အဲ့ဒီတုန်းကကိုထွန်းမောင်ကိုကြည့်ပြီးမိခင်အဖေနဲ့ကြွာလိုက်တာဆိုပြီးဝမ်းနည်းရသေးတယ်။ငငယ်တုန်းကပေါ့မိခင်ညီမလေးကြောက်ဖြူပေါက်လို့ဖျားခဲ့တုန်းက အမေပြမန်းမဆိုးလို့အဖေကတညလုံးမအိပ်ပဲစောင့်ပေးပြီးပြုစုခဲ့တာအဖေလိုမျိုး အမေအပေါ်ကောင်းပေးတဲ့အပြုအမူလေးကို ကိုထွန်းမောင်ကြီးကရှာမတွေ့နိုင်ခဲ့ဘူးတကယ်တော့အပြင်အလုပ်ဆိုတဲ့အကြောင်းပြချက်နဲ့အိမ်ရောက်ရင်ဖလပ်ပြပြီးညစာစားချိန်မှသာသမင်းဝိုင်းထလာတတာကိုထွန်းမောင်နှစ်နှစ်သားအရွယ်တားငယ်ကလေးကိုခဏကြည့်ပေးပါအောင်ဆိုရာတော့ မကြားစင်အောင်ဆောင်ပြီးမျက်လုံးမှိတ်ထားလို့အတန်တိတ်နှိမ့်လျူရှုခဲရတာလဲအကျဉ်းကျဉ်းတခါတလေတားငယ်ကိုမျက်လာလွှဲထားရမယ့်အရှိအနွေစုံလာခဲ့ရင်အမှတ်သေးခြင်းမရှိဘူးပဲပြောပြောကိုထွန်းမောင်စီတားငယ်ကိုတွားပို့ရင်ငါအလောက်ကပြန်ရောက်တာအေးအေးရှိရှိနားပြရစီရောငါယောက်ျားပြင်မန်းမှာပဲဆိုရဲစိတ်သာမင်းတွေးခဲ့ရင်မိခင်မင်းဒီလိုအလိုက်မသိရဲ့လောက်ရမျိုးမင်းလုံးမှာမဟုတ်ဘူးဒီကလေးတောင်နိုင်အောင်မင်းမထိန်နိုင်ဘူးလား ငါကမင်းလိုအိမ်မှာအလကားနေရတာမဟုတ်ဘူးပြမန်းနေကွာမိုးချိန်တန်ထက်ပူကျဲတဲ့အတန်နဲ့ကိုထွန်းမောင် အော်လွတ်တက်လို့နောက်ပိုင်းတားငယ်ကိုပွေ့ရှိပြီးကြုံလာတဲ့အရှိအနေကိုကြည့်ချက်ပြီးပဲဖြေရှင်းလိုက်တော့တယ်ကိုထွန်းမောင်စီက ပတ်နာတယောက်ထက်ကိုရဲ့ boss လိုမျိုးဆက်ဆံခန်းစားရတဲ့ခန်းစားချက်ကမိခင်ရင်ကို နာကျင်စေတယ် ငွေပေးတဲ့သူကပိုပြီးအခွင့်အရေးရှိသလိုဆုံးဖြတ်ချက်တိုင်းမှာသူ့စကားကအတီးတရားမှုရှိရမယ်လို့ကိုထွန်းမောင်ထင်နေသလိုပါပဲအိမ်နောင်ရေးဆိုတာငွေရှာပေးရင်တာဝန်ကျေတယ်ဆိုတော့အရာတစ်ခုတည်းကို အလေးပေးနေလို့မှမရတာအိမ်နောင်တစ်ခုမှာယောက်ျားတစ်ယောက်ရဲ့တာဝန်ကငွေရှာရုံနဲ့မဟုတ်ဘူးစစ်ချင်းမြတာဂယုဆိုင်မှု အတူရှိမှုစကားပြောဆိုမှုတွေလေပေးဖို့လိုအပ်တယ်ဆိုတာ ို့ထွန်းမောင်းနားမလည်နိုင်တာပါလားငွေကြေးဆိုတာအိမ်ောင်ရေးအတွက် အရေးကြီးတဲ့အချက်တစ်ခုဆိုတာမှန်ပေမဲ့တစ်ခုတည်းသောအရာတော့မဟုတ်ပါဘူးစိတ်ခံစားမှုပိုင်းထောက်ပံ့မှုသာမရှိခဲ့ရင်အေးတူပူမြမဟုတ်တော့ဘဲအေးတူပူတမြပါပဲလို့မိခင်တွင်းနေမယ်ဆိုတာကို့ထွန်းမောင်းဘယ်အချိန်မှသိနိုင်ပါလိမ့်မလဲလေ ဆုံးထိနားဆင်ပေးကြသော စာဖတ်သူပရိသတ်များအားအထူးပင်ကျေးဇူးတင်ရှိပါသည်ရှင်။